်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးတော့မှာပါတနင်္လာရတိုင်းတဝယ်မြို့နယ်မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဒေသရင်းပူပေါင်းတော်လှန်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့တော်လှန်တပ်ဖွဲ့ကပြောပါရယ်မောင်မဲရှောင်ရွာအနီးကစစ်ကောင်စီရဲ့ဟာလီကွေးတပ်စခန်းကိုဧပြီလ26ရက်မနက်9:00နာရီလောက်မှာဒေသရင်းတော်လှန်ပူပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာပါ 12နှစ်လောက်အကြာညနေ9နာရီဝန်းကျင်မှာတင်ပိုင်နိုင်ခဲ့ပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်15ရာကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းအပြင်လက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးထိမှန်ပြီးဒေသခံလင်မယားနှစ်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ဒါပြင်စစ်ကောင်စီရဲ့လက်နက်ကြီးကြီးကမောင်မဲရှောင်ရွာနဲ့ကက်လျက်ရှိတဲ့ဇာဟာဘုန်းကြီးကျောင်းဝင်းတွင်ကြောက်ခဲ့ပြီးဘုန်းကြီးနှစ်ပါးနဲ့ကိုရင်တပါးထိခိုက်ခဲ့သေးတယ်လို့မောင်မဲရှောင်ဒေသခံတယောက်ကပြောပါရယ်ခင်ဗျာမြန်မာငလင်ဘဲအတွက်တရုတ်နိုင်ငံကကိုးချိန်မြောက်အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီဖြင့်ကာကွယ်ဆေးတွေပေးပို့ခဲ့တဲ့အကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံထုတ်ပြန်ချက်ကိုကိုးကားပြီးစင်ဟွာသတင်းတပုတ်မှဖော်ပြပါရယ် ။ဆေးဝါးတွေကိုတော့ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာပေးပို့လိုက်တာဖြစ်ပါတယ်။ရန်ကုန်မြို့ကျန်းမာရေးဝန်ကြီးဌာနဗဟိုအေးကန်းကိုရောင်ကိုရောက်ရှိနေပြီဖြစ်ကမြန်မာနိုင်ငံဆိုင်ရာ တရုတ်တန်ယုံတန်မှုမစ္စတာဦးရန်ဒါအိုဘင်နဲ့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ကအဲ့ဒီနေရာစီကိုတွားရောက်ပြီးပစ္စည်းတွေလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ဒီတော့မှပေးပို့တဲ့ဆေးဝါးအကူအညီတွေကိုတော့ရန်ကုန်ကနှစ်ကြိမ်ခွဲပို့ဆောင်ခဲ့တာဖြစ်ပြီးမိခိုင်ကာကွယ်ဆေးအလုံး6800 အရွယ်ရောက်သူတွေအတွက် ကာလာဝမ်ယောဂကာကွယ်ဆေးအလုံး9သိန်း9000ကလင်းငယ်တွေအတွက်ကာလာဝမ်ယောဂကာကွယ်ဆေးအလုံးရေ9,930စတာတွေပါဝင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတင်စေအုပ်စုရဲ့တောင်းဆိုချက်အရငလင်လောက်ခတ်မှုဆံရစုံစမ်းစစ်ဆေးရေးနဲ့အကဲဖြတ်ရေးပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကိုဆေးလွတ်ထားတယ်လို့တရုတ်မြင်ငလင်စီမံခန့်ခွဲရေးအဖွဲ့ CEO ကပြောထားပါတယ်ခင်ဗျာ။ အင်အားပြင်းစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တာတလားကြာလာခဲ့ပေမဲ့ငလင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့အခက်အခဲတွေများစွာရင်ဆိုင်နေရဆဲပဲလို့ငလင်တန်တဲ့ဒေသကပြည်သူတွေကပြောပါရယ်မြတ်သစင်ပေးပို့ထားပါရယ်ခင်ဗျာမရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်တာစကီခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့စကိုင်းငလင်ကြီးကြောင့်ငလင်တန်တဲ့ဒေသတွေက နေအိမ်အဆောက်အုံပေါင်း9000ကျော်လောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာအခုဆိုရင် တလအကြာရှိသွားခဲ့ပြီဖြစ်ပြီးငလင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးကာလကို ရောက်ရှိဖို့အခက်အခဲတွေများစွာ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။မန္တလေးဒေသခံတယောက်ကတော့ငလင်လှုပ်ခတ်ခဲ့တာတလပြည့်ပြီဆိုပေမဲ့လည်းပြန်လည်ထူထောင်နိုင်တဲ့အနေအထားမရှိသေးသလိုအခက်အခဲတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ခုကကတော့ ဟိုတိုက်ပြိုသွားတဲ့လူတွေတိုက်ပြန်ပြေးရမယ့်လူတွေမှာအခက်အခဲတွေရှိနေတယ်ဖြစ်တယ်။နောက်ပြီးကြတော့ဒီ camp တွေကလည်းဒီလာကုန်လို့ရှိရင် camp ဆိုတာကတော့ဟိုကျောင်းကျောင်းဝင်းထဲမှာတို့ဘာလို့အဲ့လိုမျိုးပေါ့နေရတဲ့ camp ပေါ့နော်အဲ့ဒါတွေကလာကုန်ရွှေခိုင်းထားတာမျိုးရှိတယ်။အဲ့ဒါတွေကတော့အစိုးရကဘယ်လိုစီစဉ်ပေးမလဲဆိုတာမသိဘူးပေါ့လေ။နော်။ဟိုအဲ့လိုမျိုးအခက်အခဲတွေရှိတယ်။နောက်ပြီးကြတော့ထပင်းချမ်းစားနိုင်တဲ့ ဒီသားစုကြီးရှိသေးတယ်အိမ်မပြန်မတတ်နိုင်သေးတော့ဒါလိုမျိုးအလှူပြည်စီအဖွဲ့စည်းတွေရရဖက်အဖွဲ့စည်းတွေကနေပေးဝင်နေတယ်ထမင်းတို့ကယူနီယာစဲလူကြီးရှိတယ်ပေါ့အဲ့လိုခက်ခဲတွေကတော့အများကြီးရှိသေးတယ်ဟိုငရင်လောက်ခါစားနေငရင်အခုတလားပြည်တာနေနည်းနည်းတော့လူတွေကဘယ်လိုပြောမလဲဆိုသွားလာနေကြပြီမယ်ဘာမှထူထူထူပြန်ထူထောင်နိုင်တဲ့အနေထားမှာတော့မရှိသေးဘူးဝမ်ရွေမြို့နယ်ဒေသခံတယောက်ကလည်းငလေလှုပ်ခတ်ခဲ့ပြီးကြတဲ့က တဲရောဝန်းရင်းကရက်ကရွာတွေဖြစ်တဲ့ကျွဲကန်ကြီးရွာမြင်းကြကန်ကြီးရွာစူးပန်းကြီးရွာဂုံရွာရွှေဖလားကန်ကြီးရွာခင်းကြီးကြီးရွာတခွမြင့်ကြီးရွာနဲ့အိုင်သာကြီးရွာတွေကဘုံကြီးကျောင်းနဲ့ဖျားစီတီပထိုးပေါင်းများစွာပျက်စီးခဲ့တယ်လို့ရွာတချို့မှာလည်းအပျက်စီးတွေများခဲ့ပေမဲ့အခုထိ အကူအညီတွေတစုံတရာမရောက်ရှိသေးတယ်လို့အကူအညီတွေများစွာလိုအပ်နေတယ်လို့ဆိုပါတယ် တဲရော်မြို့နဲ့ဝမ်ရွမြို့တွေမှာအပြိုအပြက်ရှင်းလင်းရေးရော ပြန်လည်ထူထောင်ရေးပါကိုထူကိုထပဲလုပ်နေရတယ်လို့လဲဆိုပါတယ်အကူကြီးတွေအလိုအဆုံးကမြို့ပေါ်ဆိုလို့ရှိရင်ဒီတဲရော်အမင်္ဂလာရက်ကွက်ဒီအရှိတ်ဒီဘူတာအထိအကုန်လုံးရက်ကွက်တရားလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရက်ကွက်တွေမှာနေဒီအင်ဂျီတွေအများစု ပြိုသွားပြီးတော့ တဲတော့ဘယ်ရဲ့အတိအပြောက်အများဆုံးကလည်းအဲ့ဒီရက်ွက်တရားဖြစ်သွားတာမလို့ပါမိတဲ့အနေနဲ့ဆိုလို့ရှိရင်တော့အများအပြားကတော့ကိုထူကိုထပဲသွားတယ်ဒီရွာတွေဘက်မှာဆိုရင်လည်းအဲ့လိုလာပြီးတော့ထူထောင်ကြီးလုပ်ပေးတာလို့၊ကုညီတာလို့လုပ်တဲ့အဖွဲ့အစည်းကအခုထိတော့လုံးဝမရှိသေးဘူး။မရှိသေးတော့သူတို့တွေလည်းအားလုံးကိုထူကိုထားပါပဲ။ DVB data တင်းကကောက်ယူထားတဲ့စည်ရင်းတွေအရငလင်ကျသေဆုံးသူဦးရေ၄456ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်။ဧပြီလ24ရက်နေ့အထိစစ်ကောင်စီကရရှိထားတဲ့ပြည်ရင်းပြည်ပအလှူငွေစုစုပေါင်းကျပ်13,5896ဘီလီယံအမေရိကန်ဒေါ်လာ2.438တန်းကျော်စားတဲ့အလှူငွေတွေကိုကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်စတင်အသုံးပြုနေပြီလို့ ဧပြီလ25ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာစစ်ကောင်းဆောင်ဒူခေါင်းဆောင်ကပြောခဲ့ပါတယ်။ကျမမြတ်သစင်ပါရှင်။ချက်နိုင်ငံမှာ World of Warcraft game တွေကဇက်ကောင်တွေလိုဝစားထားကြတဲ့ပြည်သက်တွေဟာတောအုပ်တစ်ခုထဲမှာထိခိုက်မှုမရှိတဲ့ဓာတ်လန်လက်နက်တွေနဲ့တိုက်ပွဲဆင်နွှဲထုတ်ခုတ်ခဲ့ကြပါတယ်။ပြပမှာဇက်ကောင်ပုံစံကစားရတဲ့ live action role play ်အလျာပီဂိမ်းပွဲမှာလူ150လာပါဝင်ခဲ့ကြပါတယ်ဧပြီလ26ရက်နေ့ကစတင်ခဲ့တဲ့ဒီပွဲကိုနှစ်ရက်ကြာကျင်းပနေတာဖြစ်ပြီးပအဝင်သူတွေဟာသူတို့စိတ်ကြိုက်ဇက်ကောင်တွေအဖြစ်တိုက်ပွဲဝင်ရ Quest တွေကိုကစားရတာဖြစ်ပါတယ်။ပအဝင်သူတွေဟာဗီဒီယိုဂိမ်းထဲမှာလိုပဲစိတ်ကြိုက်ရွေးချယ်ဝစားစင်နိုင်တယ်လို့ဂိမ်းစတင်ပေါ်မူတည်ပြီးတော့လူတူကျွဲကြီးတွေဝင်းပလီတွေပန်တာတွေလိုလဲဝစားစင်နိုင်ပါတယ်။ World of Warcraft ဂိမ်းဟာဂိမ်းနဲ့ကမ္ဘာစံချိန်မတန်းရ အယောင်ရဆုံး multiplayer online role playing game ဖြစ်ပြီးတော့2004စတင်ဖြန့်ချီခဲ့ကတန်း40ကျော်ရောင်းချခဲ့ရပြီဖြစ်ပါတယ်ခင်ဗျာဒီ PP ရုပ်မြင်သံကြားနောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ